ရုရှားရဲ့ latest ခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့ယူကရိန်းကိုရုရှားသမ္မတပူတင်ကလက်စားချေလိမ့်မယ်လို့ American သမ္မတ Donald Trump ကပြောတယ်လို့ DW သတင်း website မှာဖော်ပြခဲ့ပါတယ်။ American သမ္မတ Donald Trump ဟာရုရှားသမ္မတပူတင်နဲ့ဇွန်လ၄ရက်ကဖုန်းဆက်သွယ်ပြောဆိုမှုအတွင်းယူကရိန်းစစ်ပွဲအကြောင်းနဲ့မကြသေးမီကရုရှားရဲ့ latest ခန်းတွေကိုယူကရိန်းက drone နဲ့တိုက်ခိုက်ခဲ့တဲ့ကိစ္စတွေကိုဆွေးနွေးခဲ့ကြတာပေါ့။အဲဒီလိုဖုန်းဆက်သွယ်ပြောဆိုချိန်အတွင်းပူတင်ကရုရှားရဲ့ဘုံကျဲလေယာဉ်တွေကို drone နဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ယူကရိန်းကိုလက်တော့ပြန်သွားမယ်လို့ပြောကြားခဲ့ကြောင်း Trump က True Social လူမှုမီဒီယာမှာပို posting ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တော့တွင်ဂျာမနီကယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးကိုခိုင်မာစေဖို့အတွက်နိုင်ငံတကာစီမင်းထံမှအစီအစဉ်တစ်ခုဖော်ဆောင်နေတာပါ။ Immediate Action on Air Defense အမည်ရှိတဲ့အဲ့ဒီအစီအစဉ်မှာနိုင်ငံပေါင်းစုံပါဝင်လိမ့်မှာဖြစ်ကြောင်းလည်းဂျာမနီကာကွယ်ရေးဝန်ကြီး Boris က Brussels မြို့မှာပြောကြားခဲ့ပါတယ်။ယူကရိန်းသမ္မတ Zelensky ကလည်းတူရကီနိုင်ငံ Istanbul မြို့မှာပြုလုပ်တဲ့နောက်ဆုံးအကြိမ်ဆွေးနွေးပွဲမှာရုရှားကယူကရိန်းကိုရာဇသန်ပေးခဲ့တယ်လို့လည်းပြောကြားခဲ့တာပါ။ဒါပေမဲ့ Zelensky ကသူဟာ Putin Trump တို့နဲ့တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ဖို့အချိန်မရွေးအသင့်ရှိနေကြောင်းလည်းပြောကြားခဲ့ပါ body. Hey.